နရောလာပြည့်နေဓမ္မစာဆိုတော်များနေမြမရိုးရာဆန္ဒလာအနဲ့နရောလာနဲ့ဆိုင်တဲ့ဘွဲတော်များမှာရှေးခေတ်ကနတ်ဘွဲဖြစ်ပြီးယခုခေတ်မှာစာဆိုတော်ဂုံမြူဘွဲများဖြစ်ပါတယ်နရောလာရောက်တိုင်းအချို့ပြုစာပင်များကိုရေးသားပြုစုခဲ့ကြတဲ့စာဆိုတော်ကြီးများကိုဂုံပြုသည့်စာဆိုတော်ဘွဲများကိုကျင်းပလျက်ရှိပါတယ်နရောလာကိုလည်း စာဆိုတော်လအဖြစ်အသိမှတ်ပြုထားကြပါတယ်။မြန်မာခင်မှာကျင်းပနေကြတဲ့စာဆိုတော်ပွဲများဟာများသောအားဖြင့်လောကအကြောင်းနဲ့ဆက်နွယ်ကျင်းပသောစာဆိုတော်ပွဲများသာဖြစ်ပြီးဓမ္မအကြောင်းနဲ့ဆက်နွယ်ကျင်းပသောစာဆိုတော်ပွဲများမဟုတ်ကြပါ။ဒါကြောင့်ဘာသာရေးခန္ဓာများကိုတရတစ်ချိန်ကျင်းပနေတဲ့သာသနာ့ရေးဥစည်းဌာနအနေဖြင့် လောကအကြောင်းမဖက်ဓမ္မအကြောင်းတတ်တဲ့ကူသာရေးဖွဲ့သွားကြတဲ့ဓမ္မစာစတော်ကြီးများကိုဂုံပြုသောအဖြစ်နရော်လာပြည့်နေကိုဓမ္မစာစတော်များနေ့အဖြစ်ရှင်းပါရခြင်းဖြစ်ကြောင်းတင်ပြအပ်ပါတယ်။